မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာကျောက်ကိုလမ်းမိုက်မှာစစ်တပ်စစ်ကြောင်းကို၄ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာ စစ်သားအယောက်40တိတ်ဆုံးပြီးတော့ဘုံမူတအုပ်နဲ့ဘိုးကြီးတအုပ်အပါအဝင်အယောက်20ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ10ရက်နေ့မှာမုံရွာကြောက်ကောလမ်းမိုက်မှာရှိတဲ့စိုက်ပျိုးရေးတပ်ကတော်ကနေထွက်လာတဲ့အင်အား150ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတိုင်မိုင်းများနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်စစ်ကြောင်းဟာကြောက်ကောတောင်ရွာမှာရှိတဲ့စာတင်ကျောင်းဘက်ကိုထပ်မံထွက်ခွာလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကအသင့်ဆောင်ချိုတိုက်ခိုက်ရာစစ်ခွေးခုနှစ်ကောင်ထိခိုက်ဒိဆုံးသွားတယ်လို့သိရပါတယ်။ ဩဂတ်စ9ရက်နေ့မွန်းလွဲတနိုင်ကမှာတပ်ဖြန့်ထားတဲ့စစ်ခွေးစစ်ကြောင်းကို ရေနံကုန်းလမ်းစုံနဲ့ရွှေကူဖြူဖရအနီးတို့မှာတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့ညနေ6နာရီကမှာထဏောင်းဝင်းကျေးရွာအရှိတ်ကိုထွက်လာတဲ့စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ည9နာရီလောက်မှာရွှေတုံကျေးရွာနဲ့ထဏောင်းဝင်းကျေးရွာတို့အနီးမှာ ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစီးပွားရေးတပ်ကတော်နဲ့အမတ908တပ်ကလက်နက်ကြီးများနဲ့ပြစ်ကူပေးတိုက်ခိုက်ခဲ့ပြီးတော့စစ်တပ်၄ထိနှစ်စီးနဲ့လည်းပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ10ရက်နေ့နေ့လယ်12နာရီလောက်မှာရွှေကူနီဖျားအနီးတပ်ဖြတ်ထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ4နာရီလောက်မှာကြောက်ကမြောက်ရွာအရှိကံကြီးခွေးအထိကိုဖြန့်ခင်းလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့နယ်မြေရှင်းလင်းလှုပ်ဆောင်နေတဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲထမှန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲကြောက်ကရွှေကူနီဖျားအနီးမှာရှိတဲ့စစ်ခွေးများနဲ့ကြောက်ကမြောက်ရွာမိသက်ယုံအနီးမှာရှိတဲ့စစ်တပ်ရဲ့ဂျမ်းမာကားကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ17ရက်နေ့မနက်9နာရီကမှစစ်ခွေးစစ်ကြောင်းဟာအင်အား120အပေါ်စားတန်ကြပ်ကယင်20တန်ကြပ်ကကား20စီးဒဘယ်ကတ်20စီးပါတဲ့ယင်နှန်းကိုတော်လိုင်းတပ်ဖွဲ့များကတိုင်မိုင်းနဲ့ထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့များရဲ့ drone နဲ့စီလဲပြစ်ချခံခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာ KNJ ဆက်လမ်းအတွင်းမှာရှိတဲ့လမ်းဘေးဝဲရအိမ်ထမ်းများကိုလည်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းကြောင့်နေအိမ်များမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာမနေ့ကဩဂတ်လ14ရက်နေ့အထိမုံရွာမြို့ကနေကြောက်ကာရွှေကူဖြူဖရအနီးဝန်းကျင်ကိုအင်အား400ခန့်နဲ့တပ်ဖြန့်ကပြည်သူပိုင်ပစ္စည်းများယူဆောင်ခြင်းမိရှုဖျက်ဆီးခြင်းများလှုပ်ဆောင်ရရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်စီဆိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးဘက်ကအယောက်20သေဆုံးပြီးတော့တအုပ်ကိုအရှင်ဖမ်းဆီးရမိကလက်နက်များကိုတင်းစီရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ6ရက်နေ့မှာစီဆိုင်မြို့နယ်ကင်းထိုင်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်တပ်နဲ့ PNO အင်အား200ခန့်ပါတဲ့စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်က စစ်သားအယောက်20တေဆုံးကတအူးကိုလက်နဲ့နဲ့တကွအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါတော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်6ဦးမစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါဩဂတ်စ်လ6ရက်နေ့ကနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ခွေးစစ်ကြောင်းကပြန်တော့ဆုံမသွားပေမဲ့ drone နဲ့လာကျဲတာတော့ရှိနေတယ်ဂျန်နာတွေကတော့စက်ထိုးလာတာတော့မရှိတော့ဘူးစစ်ခွေးအကောင်20ကတော့မျက်မြင်သိဆုံးသွားပါတယ်အရှင်ဖမ်းမိထားတဲ့စစ်ခွေးကိုတော့လောလောဆယ်ဌာနတစ်ခုမှဆစ်ဆေးမေးမြန်းတာတွေကိုလုံဆောင်နေပါတယ်အရေးယူမှုကတော့ဆက်ပြီးတော့ရှိမယ်အရှင်ဖမ်းမိတဲ့စစ်ခွေးစီက လက်နဲ့သိမ်းဆီးရရှိခဲ့တာပေါ့စစ်ခွေးတွေကတော့စစ်ရှောင်းတဲ့ငါးလုံးကိုမိရှို့ဖျက်ဆီးသွားတယ်လို့အမတ်1 3 3 5တက်ရင်ရှမ်းတောင်ကတောင်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုအမတ်1 3 3 5တက်ရင်ရှမ်းတောင်အဖွဲ့မဟာမိတ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းပခုတ်ကူပေါက်လမ်းပိုင်းကိုနှစ်လကျော်ကြာရောက်ရှိနေတဲ့အကြဘတ်စစ်ခွေးတပ်ရဲ့ရိတ်ခါပို့တဲ့စစ်ကြောင်းလမ်းတစ်လျှောက်မှာအချိန်ချင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့ကားသုံးစီးထက်မနည်းပျက်စီးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လကုန်ပိုင်းကစတင်ပြီးတော့ပခုတ်ကူတပ်မှတရက်တက်ကနေထွက်လာတဲ့အင်အားတထောင်နီးပါးပါတဲ့ ဒုတမမှုဦးစီးတဲ့ရိခါပို့တဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကပခုတ်ကူပေါက်လမ်းပိုင်းမှာအချင်းချင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွင်းမှာကားသုံးစီးထက်မနည်းပျက်စီးကစစ်ခွေးများထိခိုက်သေးဆုံးမှုတွေများပြားခဲ့တယ်လို့သိရပါဗျ။မိုင်းထိမှန်ပြီးတော့ပျက်စီးသွားတဲ့ကားများကိုစစ်ခွေးတပ်ကပခုတ်ကူပေါက်လမ်းပိုင်းမှာဆုံးပြစ်ထားခဲ့ပြီးတော့တချို့ကားတွေကိုတော့ကျိုးနဲ့ဆွဲပြီးတော့တည်ယူသွားတယ်လို့သိရပါဗျ။မိုင်းမိတာက တောက်လျှောက်မိတာလေကားသုံးစီးထက်မနည်းထိခိုက်ပျက်စီးသွားတာကိုတွေ့ခဲ့ရတယ်။လုံးဝကိုဆွဲလို့မရတဲ့ကားတွေကိုတော့ ဒီကောင်နေဒီတိုင်းပဲပြစ်ထားခဲ့တယ်ဆွဲလို့ရတဲ့ကားတွေကိုတော့ကျိုးနဲ့ဆွဲပြီးယူသွားတယ်စိတ်ခွေးကအသေးပြောက်တော်တော်များတယ်စိတ်ခွေးတည်တဲ့အရေးအတွက်ကိုတော့တပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်ခွေးကားတန်းကနှစ်လကျော်နေပြီပခုတ်ကူပေါက်လမ်းပိုင်းမှာပဲရှိနေသေးတယ်လို့ဒေတာရင်းတော်လှန်ရေးတရင်အေးမေကရှင်းပြထားပါတယ်ဒါအပြင်အကြမ်းတ်စိတ်ခွေးတိုက်ရဲ့ရိတ်ခါပုတ်ရင်တန်းတွားရလမ်းတစ်လျှောက်ကိုလည်းအကြမ်းတ်စိတ်ခွေးတက်က1 troll jet fighter စက်တက်၄ထီးများနဲ့နေ့စဉ်ဘုံကျက်တိုက်ခိုက်နေခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိကခြေရွာ၁၈ရွာက တောင်းနဲ့ချီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့ရိတ်ခါပို့ရင်းနှန်းဟာပခုတ်ကူပေါက်လမ်းမိုက်မှာရှိတဲ့ရေးပြားတရားမှရောက်ရှိနေပြီးရင်းနှန်းဆက်လက်ပြီးတော့ထွက်ခွာနိုင်ရန်မိုင်းရှင်းလင်းရေးများကိုလှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်မှာပြည်ပကိုတွားရောက်အလုလုကန်ရန်မြို့ပေါ်ကိုတက်လာတဲ့လူငယ်၃ဦးကိုအကြမ်းဖက်စစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတော့ပြည်သူ့စစ်အဖွဲ့တဲကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ၈ရက်နေ့မှာကလေးမြို့တောင်ပိုင်းရေရှင်ကျေးရွာကနေပြည်ပကိုတွားရောက်အလုလုကန်ရန်ကလေးမြို့ပေါ်ကိုတက်လာတဲ့ပြည်သူ၁၀ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးတော့လူငယ်၃ဦးကိုပြည်သူ့စစ်အဖွဲ့တဲကိုပို့ဆောင်လိုက်တယ်လို့သိရပါဗျ။ပြည်သူ့စစ်အဖွဲ့တဲကိုပို့ဆောင်ခံရတဲ့လူငယ်၃ဦးဟာ မောင်ရန်ကျော်မင်းမောင်လင်းကျော်နဲ့မောင်ပြေဖြိုးအောင်တို့ဖြစ်ပြီးတော့အသက်20ဝန်းကျင်သာရှိတဲ့လူငယ်များဖြစ်တယ်လို့သိရပါဗျ။နိုင်ငံသားကိုတွားဖို့အတွက်ရေရှင်ကြီးရွာကအမျိုးသမီး9ယောက်နဲ့အမျိုးသား3ယောက်ကကလေးမျိုးဘော်ကိုတတ်လာတာအဲ့ဒါစစ်ခွေးတွေကဖမ်းဆီးလိုက်တာလူငယ်3ဦးကိုပြည်သူ့စစ်အဖွဲ့တွေကိုပို့လိုက်ပြီးလို့သိရတယ်။ဂျန်တဲ့သူတွေကတော့ပြန်လွတ်လာတယ်တဲ့။ အခုနောက်ပိုင်းစစ်ခွေးတွေကကလေးမျိုးပေါ်မှာဒီကောင်တွေမသိငါဘူးထင်တဲ့သူကိုလိုက်ပြီးတော့ပေါ်တာတွေလိုက်ဆွဲနေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗါးအလားတူပဲအချားမျိုးနယ်များမှာလည်းအချားမှာစစ်ခွေးများကစစ်မှုထမ်းတပ်သားတဲ့များလိုအပ်နေတဲ့အတော့လူငယ်များကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်နေပြီးတော့လူငယ်များပြည်ပထွက်ခွာခွင့်ကိုလည်းကန့်တပ်ပိတ်ဆို့မှုများလှုပ်ဆောင်ရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းငလျင်ကြီးရဲ့ဒဏ်ကြောင့်လူတွေယာနဲ့ချီပြီးတော့တေဆုံးခဲ့ရတဲ့ မန္တလေးမြို့ Sky Villa ကွန်ဒိုပြိုကျမှုဖြစ်စဉ်မှာငလျင်အပီအခု၄လခွဲကျော်လာတဲ့အထိတိုင်အောင်ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိနေဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ၃ရက်နေ့နဲ့ဩဂတ်လ၁၄ရက်နေ့တွေမှာနှစ်ရက်အတွင်း ရုပ်အလောင်း၅လောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့မိသားတပ်ဖွဲ့ထံကသိရပါဗါး73ရက်နေ့မနက်10:00နာရီခွဲခန့်ကကွန်ဒို A ရဲ့အဆောင်ကိုရှင်းလင်းရမှာအမျိုးသားရုပ်အလောင်း၁လောင်းကိုတွေ့ရှိခဲ့ရတယ်လို့ပြောပါဗါး74ရက်နေ့ညနေပိုင်းမှာလည်း A အဆောင်ကနေအမျိုးသားအလောင်း၁လောင်းနဲ့အမျိုးသမီး၃လောင်းရုပ်အလောင်းစုစုပေါင်း၄လောင်းကိုထပ်မံတွေ့ရှိခဲ့ရတယ်လို့မိသားတပ်ဖွဲ့ကထုတ်ပြန်ထားပါဗါးအဆောင်ဦးတစ်ခုလုံးအပိခံရတာဆိုတော့အောက်အထိဖော်လေတွေ့လေပါပဲမိသားစုလိုက်ပြည့်တဲ့သူတွေ တီးတက်နေတဲ့သူတွေဆိုရင်တော့ဘယ်သူမှတီးကြမှာမဟုတ်ဘူးလို့ဒေသခံတအူးကမှတ်ချက်ပြုထားပါတယ်ငန်လျင်ကြီးလောက်ခတ်ပြီးတာလေးလခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ Sky Villa ရဲ့ကွန်ဒိုအောက်မှာရုပ်အလောင်းထုတ်ယူမှုတွေကတော့မပြည့်ပြတ်သေးတာကိုမြို့ကန်တွေကဝေဖန်နေကြပါတယ်မှတ်တမ်းတွေအရတော့ငန်လျင်အပီးလေးလကျော်ယနေ့အထိကို Sky Villa ကွန်ဒိုကနေပြီးတော့ရုပ်အလောင်း200တလောင်းအထိတွှေ့ရှိထားပြီဖြစ်တယ်လို့သိရပါတယ်အဲ့ဒီရုပ်အလောင်းတွေဟာအမျိုးသားအလောင်း69လောင်း အမျိုးသမီးအလောင်း130ကလေးအလောင်း73လောင်းနဲ့ကြားမှာခွဲကြလို့မရတော့တဲ့ရုပ်အလောင်း9လောင်းတို့ဖြစ်တယ်လို့သိရပါဗါးငလျင်မလောက်ခတ်မီမက်လာ28ရက်နေ့အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဥယေဟာ348ဦးရှိတယ်ဆိုတာကိုမန္တလေးတိုင်းထွေအုပ်ရဲ့စည်ရင်းတွေအရသိခဲ့ရတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တချို့စီကသိရပါဗါးငလျင်အပြီးပြိုကျသွားတဲ့ကွန်ဒိုအပြက်စီးတွေထဲမှာပိတ်မိနေတဲ့သူတွေကိုရှာဖွေကယ်ဆယ်ရေးတွေလှုပ်ဆောင်ခဲ့ရမှာတော့အသက်ရှင်တဲ့အနေနဲ့52ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့မိသားတော်ဖွဲ့ကပြောဆိုထားပါတယ် မန္တလေးမြို့လမ်း60 23လမ်းနဲ့24လမ်းကြားမှာရှိတဲ့ Sky Filler Condo ကို17ထပ်စီရှိတဲ့အဆောက်အဦ၄လုံးနဲ့ဖွဲ့စည်းထားပြီးတော့ငလျင်လောက်ခတ်တဲ့အချိန်မှာတော့အဆောက်အဦ၃လုံးပြိုကျသွားခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘန်ကောက်မြို့ထဲမှာမြန်မာတအူးကိုအုပ်စုလိုက်ရန်ပြူပြီးတော့ဓာတ်နဲ့ထိုးတက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ23ရက်နေ့မနက်အစောပိုင်းကဘန်ကောက်ရဲ့ခလွန်ဒရိုင်းအေရီယာမှာရှိတဲ့လူကူးဂုံးကျော်တရားတစင်းပေါ်မှာ အခုလိုတိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မနက်အစောနှစ်နာရီဝန်းကျင်လောက်ကလူတယောက်တွေးရိုင်ထဲမှာလဲနေတာကိုသတိထားမိတဲ့လမ်းသွားလမ်းလာတယောက်ကရဲရေစီကိုဖုန်းဆက်သတင်းပေးခဲ့ပြီးတဲ့နောက်ရဲရေကဲဆဲရေးတွေနဲ့ချူလာလောင်ကွန်တက်ကတူကကျမရဲ့ဝန်ထမ်းတအုပ်တို့ဟာအခင်းပြတဲ့နေရာစီကိုအလျင်အမြန်တွားရောက်ခဲ့တယ်လို့သိရပါဗျ။တေဆုံးသွားတဲ့သူဟာအသက်30ဝန်းကျင်အရွယ်ဖြစ်ပြီးတော့ဦးကောင်းလက်တင်မားနဲ့ကျောတို့မှာနက်ဆိုင်နဲ့ဓာတ်ရံရာတွေရရှိထားပါတယ်။မြန်မြန်တချို့ကတော့အဲ့ဒီလူဟာ ခလွန်တွိုင်းလမ်းစုံနားမှာထွက်ပြေးသွားပြီးတော့သူ့နောက်မှာတစ်သားဒုတ်တွေကင်ဆောင်ထားတဲ့လူငယ်တချို့ကပြေးလိုက်သွားတာကိုမြင်ခဲ့ရတယ်လို့ပြောပါတယ်။ဒါပေမဲ့အရန်မောင်နေလို့ဘသူဘဲဝါဆိုတာကိုတော့မမှတ်မိကြောင်းပြောကြားထားပါတယ်။အဲ့ဒီလူအုပ်ထဲမှာဓာပါလာနိုင်တယ်လို့ယူဆရကြောင်းပြောပါတယ်။ သူတို့တွေဟာသူနားမလဲတဲ့ဘာသာစကားတစ်မျိုးကိုအော်ဟစ်နေခဲ့တယ်လို့မျက်မြင်တအုပ်ကပြောပါတယ်။တိတ်မကြခင်မှာတော့နောက်ထပ်လူငယ်တအုပ်ကမော်တော်ဆိုင်ကယ်တွေနဲ့ရောက်လာပြီးတော့ဒုတ်တွေကင်ထားတဲ့လူတွေကိုခေါ်တင်သွားပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။အနီးနားတဝိုက်မှာဈေးရောက်သူတယောက်ကလူငယ်၁၀ယောက်လောက်ဟာစိုက်ကဲ၅စီးပုံမှာစီးနေလိုက်ပါသွားပြီးတော့တခုခုကိုအော်ဟစ်သွားတာကိုကြားလိုက်မိကြောင်ပြောကြားထားပါတယ်။ဒါပေမဲ့ဓာတ်ထုံးမှုဖြစ်တဲ့အကြောင်းကိုတော့သတိမထားမိလိုက်ဘူးလို့ရဲရေစီမှာထွက်ဆိုထားပါတယ်။တေဆုံးသွားတဲ့ဒူစီမှာ ူဟာဘယ်သူပဲဝါဖြစ်ကြောင်းသိရှိနိုင်မဲ့စာရွက်စာတမ်းအထောက်အထားတွေကိုမတွေ့ရဘဲနဲ့မိုဘိုင်းဖုန်းတစ်လုံးသာကင်ဆောင်ထားခဲ့တယ်လို့ရဲတွေကပြောပါတယ်။သူဟာမြန်မာတယောက်ဖြစ်တယ်ဆိုတာကိုခိုင်ခိုင်မာမာယူဆရပါမယ်။တရားဝင်တိတိကျကျတော့အတိပြုလို့မရသေးဘူးလို့ရဲတွေကပြောဆိုထားပါတယ်။လောလောဆယ်တော့ရဲတပ်ဖွဲ့တွေဟာမြန်မြန်တပ်သေးတွေဇီကနေပြီးတော့စစ်ချက်တွေရယူတာလုံခြုံရေးကင်မရာမှတ်တမ်းတွေကိုပြန်လည်ကြည့်ရှုတာတွေနဲ့အတူစုံစမ်းစစ်ဆေးမှုတွေကိုဆက်ပြီးတော့လုပ်နေပါတယ်။ ်အစောပိုင်းကအဲ့ဒီနေရာတဝိုက်မှာရံပွဲတစ်ခုဖြစ်ခဲ့ပြီးတော့အခုဓာထုံးမှုနဲ့ဆက်ဆက်နေသလားဆိုတာကိုတော့မသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်ဆစ်ခွေးတပ်ကလေကြောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ12ရက်နေ့မှာမိဒီလာရှမ်းတဲ့လေတပ်ကနေတက်လာတဲ့အကြမ်းဖက်ဆစ်ခွေးတပ်ရဲ့စက်တပ်လေထီ3စီးဟာ ရွှေစီကြီးရွာအနီးပတ်ဝင်းကျင်ကိုဘုံဒီ၃လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြပ်ပတ်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိပဲကျေးရွာနေပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲဩဂတ်လ၃ရက်နေ့ည၉နာရီခန့်ကလည်းမြင်းညာမြို့နယ်တမ္မဏိဆက်ယုံကစစ်သားများကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ရုံးမင်းရွာမှာကြောက်ရောက်ပောက်ကွဲပြီးပြည်သူတအုပ်တေဆုံးကတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေကနေတိုင်းလိုလိုကိုဆက်တက်လေးထီးတွေနဲ့ကောလက်နက်ကြီးတွေနဲ့ကောဘုံကျဲပစ်ခတ်နေတာတွေ ပြည်သူတွေကတော့ရွာထဲမှာညဆိုမအေးရဲကြဘူးအကုန်လုံးကညဆိုရင်တိန့်ဆောင်နေကြတယ်ရုံးပင်ရွာကိုစစ်ခွေးတွေကပြစ်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲလို့ပြည်သူတအုပ်တိတ်ဆုံးခဲ့တယ်လို့ဒေတာရင်းသတင်းအင်းမြစ်ကရှင်းပြထားပါဗါတယ်အလားတူပဲဩဂတ်လ17ရက်နေ့ကလည်းတောင်သာနဲ့မလိုင်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချမ်းဖတ်စစ်ခွေးတပ်ကစက်တပ်၄ထီးနဲ့ဘုံးဆယ်လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ